ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်မွေးနေ့ပွဲကျင်းပနေတဲ့နမောက်မြို့ကိုရွှေပါရမီတောရဆရာတော်ရှင်ဆန္ဒအဓိကလည်းကြွရောက်ချီးမြှင့်ခဲ့ပါတယ်ဆရာတော်ကိုဗိုလ်ချုပ်အောင်ဆန်းရဲ့တိုင်းပြည်အပေါ်ထားရှိတဲ့သဘောထားနဲ့စိတ်ဓာတ်အကြောင်းကိုကျော်စောဝင်းကရှောက်ထားမေးမြန်းခဲ့တာကိုထုတ်လွှင့်ပေးပါပါရှင်နမောက်မြို့မှာဘိုးကျောင်းဆံမွေးနေ့နှစ်တရာပြည့်ကျင်းပနေတဲ့ဝင်းနေဖြစ်ပါတယ်ခင်ဗျာ။အရှင်များအနေနဲ့ဒီဘိုးကျောင်းဆံမွေးနေ့နှစ်တရာပြည့်နမောက်မြို့ရောက်ရှိလာတဲ့ခံစားချက်လေးအရင်ဆုံးမင်ကြားပေးပါအောင်ခင်ဗျာ။ဟောဘိုးကျောင်းဆံမွေးဖွားခဲ့တဲ့ညီကိုရောက်ရတဲ့အတွက် ဒီအာဇာနည်မြေအောင်မြေကိုနေရတယ်လို့ခံစားရတာပေါ့နော်အဲ့တော့ဒီဘိုးကျောင်းဆန်းရဲ့စိတ်ထက်အငွေသက်တွေလောရအငွေသက်တွေလည်းဒီနမ်မောက်မြေမှာပြန့်နှံ့နေတာပေါ့အဲ့တော့နမ်မောက်မြေမှာခြေချခွင့်ရတဲ့အတွက်ဘိုးကျောင်းဆန်းရဲ့ကြီးကျယ်မြင့်မြတ်တဲ့စိတ်သက်တွေကြီးကျယ်မြင့်မြတ်တဲ့လောရတွေကုသင်းရဲ့ခန္ဓာထဲမှာစိတ်ဝင်သွားတယ်လို့ခံစားရတာပေါ့နော်အဲ့တော့ဘိုးကျောင်းဆန်းလောက်ကြီးမဆွမ်းဆောင်နိုင်တော့မှဒီတိုင်းပြည်နယ်လူမျိုးတွေနိုင်ငံသူနိုင်ငံသားတွေရဲ့ကောင်းကျိုးအတွက်ကုဆွမ်းနိုင်တဲ့မြတ်ဆွမ်းလို့နေနိုင်ခံပြီးတော့လှုပ်ချင်တယ်ဆိုတဲ့စိတ်သက်တွေလည်းပူပြီးတော့အားကောင်းလာခဲ့တာပေါ့နမ်မောက်မြေကဘိုးကျောင်းဆန်းရဲ့ မြို့တော်ဖြစ်ပြီးတော့ဖွံ့ဖြိုးမှုမှာလည်းအားနဲ့နေလို့ပြောဆိုတဲ့နေလက်ရှိပါတယ်ဗျာဒီလိုဖွံ့ဖြိုးတိုးတက်မှုတိုးတက်အောင်အရှင်ဖျားပရာဟိတလုပ်ငန်းတွေလည်းဆောင်ရွက်နေတဲ့အတွက်ဒီလိုဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်လာအောင်ဘယ်လိုမျိုးလေးတွေဆောင်ရွက်ကောင်းမလဲဆိုတာလည်းမေးချပြပအောင်ဗျာဟောဦးဇင်းတို့နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ကျေးဇူးရှင်ပေါ့နော်ဒီနေ့ဒီချိန်မှာမှခုတော်တော်စေလေးမှာမှဝေးဖွားတဲ့ခလေးလေးတွေလည်းဘုရားဆံရကျေးဇူးရှင်မယ်ပေါ့ အဲ့တော့နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ကျေးဇူးရှင်ဝေဖွားတဲ့မြို့ဆိုတာကတော့အမြဲတမ်းကြီးကျယ်စီကားပြီးတော့တိုးတက်နေတဲ့နာပေါ့နော်အဲ့တော့အကြောင်းမျိုးမျိုးကြောင့်မတူကတဲ့ပေမဲ့လည်းရှေ့ဆက်ပြီးတော့တိုးတက်အောင်လုပ်မယ်ဆိုရင်တော့လုပ်လို့ရတာပေါ့ဥပမာဒီဒေတာရဲ့ဒီထွက်ကုန်နေရာဘာတွေရှိလဲဒီဒေတာမှာဘာအလုပ်တွေလုပ်လို့အဆင်ပြေလဲဆိုတာကိုဆင်ခြင်သုံးသပ်ပြီးတော့အဲ့ဒီအလုပ်တွေနဲ့လိုက်လွန်းကြီးထွင်အောင်ဒီအာဒီဆောက်ကြရမှာပေါ့နော်ဥပမာဒီဒေတာမှာဆိုရင်ပဲတွေနှမ်းတွေထွက်တယ်ဝါတွေလည်းထွက်တယ်အဲ့တော့ပဲ ရောင်းဝယ်လည်းလုပ်လို့ရတယ်နှမ်းရောင်းဝယ်လည်းလုပ်လို့ရတယ်ဒီပေးတွေကနေပြီးတော့ပဲစီနှမ်းစီဆိုပြီးတော့လည်းဟိုကြည်ကြည်ပြင်းမှလှုပ်ဆောင်လို့ရတာပေါ့အထူးသဖြင့်တော့ဒီဝါခွန်းလည်းပဲထွက်တဲ့အတွက်ကြောင့်ဒီဒေသမှာအထည်ရလုပ်ငန်းလုပ်လို့ရတာပေါ့နော်ဟိုတစ်ချိန်တုန်းကလည်းပဲဒီမှာရေကန်းစင်းတွေအများကြီးရှိခဲ့တယ်ဒီရေကန်းတွေတွေထွက်ခဲ့တယ်ပေါ့နော်ဒီဘူကြောင်ဆန်းတို့အိမ်မှာကလည်းရေကန်းတွေရက်ခဲနေကြတာပဲလေ အဲ့တော့ဒီမှာဝါအရန်ထွက်တဲ့အတွက်ကြောင့်မလို့ဒီခြိတဲ့လုပ်ငန်းရဲ့ရေကန်းလုပ်ငန်းရဲ့ကိုတိုးတက်အောင်လှုပ်ဆောင်တင်တယ်လို့အစမ်းထင်တာပေါ့အဲ့တော့ရေကန်းလုပ်ငန်းကိုကြည်ကြည်ပြင်းပြင်းဖြစ်လာအောင်လုပ်နိုင်မယ်ဒီအထွက်တဲ့ဒီရေကန်းတွေဒီရိုးရရေကန်းတွေတွေလည်းပဲတနင်္ဂနွေလုံကအားပေးရမယ်တကယ်လို့သာကြည်ကြည်ပြင်းပြင်းနဲ့အထည်တွေရဲလုပ်နိုင်မယ်ဆိုလဲနမောက်ထဲဆိုပြီးတော့နာမည်ကြီးမှာပါပဲဒီကံကောတယ်ဆိုပြီးတော့တောင်းပါပဲအားလုံးကတမျက်တနှုတ်ဝစ်ဆင်ကြတယ်လေအခုဆိုလို့ရှိရင်ဒါမျိုးသားရေးစိတ်သက်တွေနိုင်ငံရေးစိတ်သက်တွေလည်းထက်သန်လာကြတဲ့အတွက်ကြောင့်ဒီကံကောလုံကြီးတို့ဘာလို့ဆိုတာဝစ်ဆင်နေကြတာပေါ့အဲ့တော့ဒ ီနတ်မောက်ကလည်းပဲဒီရိုးရအစင်လေးနဲ့ရိုးရရကန်းတယ်လို့အဆင်မြောင်လှုပ်ဆောင်နေမှာဆိုတော့နိုင်ငံသူနိုင်ငံသားအားလုံးကလည်းတမျက်တနုဝှစ်ဆင်ကြမှာပဲနတ်မောက်ထဲလို့ပြောလိုက်တာနဲ့ဒီပိုင်းနဲ့နတ်မောက်ဆိုစကလုံးကြလိုက်တာနဲ့ဘုံကြောင့်ဆန်ကိုအားလုံးကတွေ့ပြီးတော့တတိယကြတာပေါ့အဲ့တော့နတ်မောက်ကရက်လုတ်တဲ့နတ်မောက်ကထွက်တဲ့ဒီအထယ်လေးကိုဝေ့ရတယ်ဆိုရင်ကိုပဲဘုံကြောင့်ရဲ့စိတ်သက်တည်ကိုခန္ဓာကိုယ်နဲ့စိတ်ဝင်သူလို့ခံစားရမှာပဲလေဒါကြောင့်မလို့ဒီခြေတယ်လုပ်ငန်းနဲ့ရက်ကန်းတဲ့လုပ်ငန်းကိုအကြီးအကျယ်ဖြစ်လာလို့ဆီချင်တာပေါ့ဒီမှာပဲဒီလက်ရကန်ဆက်ရုံလက်ရကန်လုပ်ငန်းတွေရောဆက်ရကန်လုပ်ငန်းတွေရော ဒီမှာကြေကြေပြင်းပြင်းတည်ဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီအထည်လေးလုပ်ငန်းအကျိုးအောင်မြင်လာမှာပေါ့ဘုရားအောင်စားနှစ်တရားပြည့်ပွဲကိုစမှာဆိုရင်ကျင်းမဝင်ရလဲတိတ်ကျင်းမကြရလဲမတွေ့ရဘူးပေါ့ဗျာအခုဆိုရင်ဒီနှစ်တရားပြည့်ပွဲကိုနတ်မောင်းမြို့မှာစစ်စစ်ကကကျင်းမဝင်ရတဲ့အတွက်ရှင်ပြားအနေနဲ့ဘယ်လိုများမိကြခြင်းပါလဲဗျာအော်ဒီပုဂ္ဂိုလ်တရားရဲ့နှစ်တရားပြည့်ဖို့ဆိုတာကတော့ကြုံဖို့မလွယ်ဘူးပေါ့နော်ဒီဘုရားအောင်စားနှစ်တရားပြည့်နှစ်ကိုကြုံတွေ့ခွင့်ရတယ်ဆိုတော့အင်မတန်မှဝမ်းနောက်စရာကောင်းတော့ပေါ့ဒီလိုနှစ်တရားပြည့်နှစ်မှာလည်းဒီဘုရားအောင်ဆန်းတဲ့ပတ်သက်တဲ့အထိတ်မှတ်ပွဲတွေ ဟိုလွတ်လပ်စွာကျင်းပခွင့်ရတာလည်းပဲအထူးဝမ်းသာစရာကောင်းတာပေါ့အဲ့တော့ငခိုးတော်ကဘုရားဆန်းကြောင်းကိုတိတ်မသိကြသေးတဲ့သူတွေလည်းနှစ်တရာပြည့်ကိုအကြောင်းပြုပြီးတော့ဘုရားဆန်းကြောင်းနေစာရီသတင်းစာ channel တွေမှာလည်းရေးကြတယ်မဂ္ဂဇင်းတွေမှာရေးကြတယ်လုံချင်းစာတွေလည်းအများကြီးထွက်တယ်ခုရာပြည့်ဘွဲတော်ကြီးကျင်းပတဲ့အတွက်လည်းအနေနဲ့ရရက်ကဘုရားကိုချစ်ခင်လေးစားတဲ့သူတွေလာကြတယ်ငခိုးကဘုရားဆိုတာဘာရဲ့ညာသိကြမသိတဲ့လူတွေလည်းပဲမိဘတွေလူကြီးသူမတွေကဒီရာပြည့်ဘွဲတော်ကြမယ်ဆိုတော့လာကြတာပေါ့လာရင်းနဲ့လေးလာပြီးတော့ဘုရားဆန်းကြောင်းအများကြီးသိသွားကြတယ် ဲ့တော့နိုင်ငံသူနိုင်ငံသားတွေဘိုးကျောင်းဆိုင်အကြောင်းသိကြမယ်ဆိုရင်ဘိုးကျောင်းရဲ့ကြီးကျယ်မြင့်မြတ်တဲ့စိတ်ဓာတ်တွေကြီးကျယ်မြင့်မြတ်တဲ့လုပ်ရက်တွေစိတ်သဘောထားဖြူစင်မှုတွေဉာဏ်ပညာကြီးကျယ်မှုတွေနိုင်ငံသူနိုင်ငံသားအတွက်စွန့်လွတ်အနေနဲ့ခံပြီးလှုပ်ဆောင်ခဲ့တဲ့သဘောတရားလေးတွေကိုသိပြီးတော့ဓာတ်ကူးဆက်ပြီးတော့ဘိုးကျောင်းဆိုင်ရဲ့စိတ်ဓာတ်နဲ့လျက်ကိုမိတ္တူကူပြီးတော့ကိုကိုတိုင်လည်းပဲဘိုးကျောင်းလောက်ကြီးထိမစွန့်နိုင်တော့မှကိုစွန့်နေတဲ့လောက်နိုင်ငံရဲ့လူမျိုးကောင်းကျိုးသက်ဆွဆံပြဒီစွန့်လို့နေတာခိုင်းပြီးတော့ဆောင်းမဲမဲဆိုတဲ့စိတ်ဓာတ်တွေခိုင်းကိန်းအောင်လာစေနိုင်တာပေါ့နော်နှစ်ပေါင်း၁၀၀ ကြော်တာတောင်နှစ်ပေါင်း100ပြည့်တာတောင်နာမည်ကအမြဲတမ်းလူတွေတပါးဆက်ဖျားမှာပြောနေရတဲ့အမှတ်တရပွဲကိုဒီလိုမျိုးချိတ်ငိမ့်တဲ့ကျင်းပနေရတဲ့ဘိုးကျော်အောင်ဆန်းဟာဘာကြောင့်ဒီလိုမျိုးဖြစ်ခဲ့ရတယ်လဲဆိုတာလေးတစ်ချက်တော့မိကြပြပေါ့။အော်ဘိုးကျော်အောင်ဆန်းရဲ့ ဂုံပုတ်တွေအများကြီးရှိတဲ့အခြေခံအကြဆုံးနဲ့အဓိကအကြဆုံးဂုံပုတ်ကတော့ယူသားဖြောင်းမှမှုပေါ့နော်အဲ့တော့မှန်တာပဲလုပ်တယ်မှန်တာပဲပြောတယ်စိတ်ထဲမှာလည်းအမှန်တရားနဲ့ပဲတသားတည်းဖြစ်အောင်နေတယ်စိတ်ဓာတ်ကလည်းအမှန်တရားနဲ့တသားတည်းဖြစ်ပြီးတော့မှန်ကန်နေတာပေါ့နော်အဲ့တော့စိတ်ဓာတ်မှန်ကန်တဲ့တကြောင်လူရက်တွေပြောစကားတွေလည်းအကုန်လုံးမှန်ကန်တယ်အထူးအဖြစ်တော့နိုင်ငံသူနိုင်ငံသားတွေပေါ်မှာထားရှိတဲ့ကြီးမားလှတဲ့မေတ္တာကရုဏာတရားပေါ့ နိုင်ငံသူနိုင်ငံသားတွေသူ့ကြုံပေါ်မှာဆင်းရဲဒုက္ခရောက်နေကြတာကိုမလိုလားတဲ့အတွက်ဒီဆင်းရဲဒုက္ခကနေလွတ်မြောက်အောင်လွတ်လပ်ရေးကိုဦးဆောင်ပြီးတော့တိဆောက်ပေးနိုင်ခဲ့တာပေါ့နော်အဲ့တော့လွတ်လပ်ရေးတိဆောက်ပေးခဲ့လို့လည်းအများကဟိုချစ်ခင်လေးစားကြတယ်ဒါပေမဲ့လွတ်လပ်ရေးကိုတိဆောက်တယ်ဆိုတော့ဘုရားဆန်ကဦးဆောင်ပေးမယ်တခြားခေါင်းဆောင်တွေရောနိုင်ငံသူနိုင်ငံသားတွေရောအားလုံးဦးဆောင်လက်လက်တွဲပြီးတော့လုပ်ခဲ့ကြတာပါပဲအဲ့တော့အဓိကကတော့ဘုရားရဲ့ယူသားဖြောင့်မတ်မှု အထူးနိုင်ငံသူနိုင်ငံသားတွေပေါ်မှာထားတဲ့မေတ္တာတရားပေါ့နော်အမြဲတမ်းမေတ္တာတက်ကြီးမားတဲ့ပုဂ္ဂိုလ်ပါပဲမေတ္တာတက်ကြီးမားလို့လည်းပဲစွန့်လွန်နေတာခံပြီးတော့အမြဲတမ်းဆင်းရဲခံပြီးတော့လွတ်လပ်ရအောင်ကြိုးစားခဲ့တာပေါ့အဲ့တော့မေတ္တာဆိုတာကတန်လိုက်တတ်နဲ့တူတာပေါ့နော်မေတ္တာဆိုတဲ့တန်လိုက်တာဆွေးငင်ရအရန်ကောင်းတာပေါ့အဲ့တော့မေတ္တာဒီဘိုးချုပ်ရဲ့နှလုံးသားမှာရှိတဲ့မေတ္တာလည်းတာမန်မေတ္တာမျိုးမဟုတ်ဘူးတကယ်ဖရာလောင်းတော်ဒီမှာရှိတဲ့မေတ္တာမျိုးဥစဉ်စိတ်ထဲမှာဆိုတော့ဘိုးချုပ်ဆရာ ဖရားအလောင်းတော်လို့ပဲဥစဉ်စိတ်ထဲမှာတတ်မှတ်ထားတာပေါ့နော်။ဟိုဖရားရေရပြီးသားဖရားအလောင်းတော်တော့ဖြစ်ချင်းဖြစ်နိုင်တာပေါ့။အဲ့တော့ဘဝတန်တရားဆက်ဆက်ကဖြစ်ချင်းစီးပူးလာခဲ့တဲ့ကုသိုလ်ပါရမီတော်ဒီကြောင့်ရောဒီဘဝမှာရှိနေတဲ့ထင်းထင်းရှားရှားလေးမြင်တွေ့ရတဲ့မေတ္တာတရားတွေကြောင့်ရောဘုရားအဆန်းရဲ့ယုံနာခန္ဓာအစဉ်ဟာတကယ်ဆွေဆွေအားကြီးမားလာတဲ့တန်လိုက်တုံကြီးနဲ့တူနေတာပေါ့။ရှင်ဖျောက်အာရဖေးတည်င်းထားနေပြီးတော့အထူးကျေးဇူးတင်လျှောက်ထားအပ်ပါတယ်ခင်ဗျာ။ကောင်းပါပြီဥစဉ်လည်းဘုရားအဆန်းရဲ့နှစ်တရားပြည့်မှာဘုရားနဲ့ပတ်သက်တဲ့ ခန်းစားချက်လေးတွေထင်မြင်ချက်လေးတွေပြောခွင့်ရတဲ့အတွက် RFA ကိုကျေးဇူးအထူးတင်ပါတယ်။